လက်ရှိမြန်မာနိုင်ငံမှာကြုံတွေ့ခံစားနေရတဲ့ငလျင်ဘေးအတွက်မြန်မာအားကစားလောကမှာထပ်မံရရှိတဲ့အလူငွေစည်ရင်းတွေကိုကျွန်တော်တင်ဆက်ပေးသွားပါမယ်။ဒီနေ့ဗီဒီယိုမှာအဓိကပြောသွားမှာကတော့မြန်မာလက်ရွေးစင်တိုက်စင်မှုအောင်ကောင်းမှန်ဦးကြီးဦးဆောင်ပြုပြီးတော့အလူငွေသိန်း250နီးပါးလောက်ကိုရှာဖွေနိုင်ခဲ့တဲ့အကြောင်းကိုအဓိကဦးစားပေးပြီးတော့ကျွန်တော်ပြောသွားမှာဖြစ်ပါတယ်။ဒီအကြောင်းအရာလေးကိုမပြောခင်မှာကျွန်တော်တို့ဒီမြန်မာအားကစားလောကတွေကဖူဆယ်ကလပ်အသင်းတစ်သင်းဖြစ်တဲ့ MU ဖူဆယ်ကလပ်အသင်းကငလျင်ဘေး respecto သိန်း30ကျပ်တတိကိုလူဒန်းသွားမယ်ဆိုတဲ့အကြောင်းသူတို့ရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာကနေအသိပေးလာပါတယ်မြန်မာနိုင်ငံအတွင်းကအင်္ဂလန်ဘောလုံးကလပ်အသင်းရဲ့ fan တွေကလည်းငလျင်ပေးအတွက်ရန်ပုံငွေတွေကိုရှာဖွေနေပါတယ်မြန်မာ Arsenal fan page ကနေပြီးဦးစီးဦးဆောင်ပြီးတော့ရန်ပုံငွေတွေကိုရှာဖွေနေပြီးတော့ Nottingham Forest အသင်း fan တွေကစုပေါင်းပြီးအလှူငွေကျပ်တသိန်းမြန်မာနိုင်ငံ Liverpool fan တွေကစုပေါင်းပြီးတော့အလှူငွေကျပ်9သိန်းလှူဒန်းထားတယ်လို့ Arsenal မြန်မာ page ကနေပြီးတော့ကြေညာထားပါတယ်အဲ့တော့ကျွန်တော်တို့အောက်ကောင်း င်းမန်အကြောင်းကိုဆက်ပြောလိုက်ပါမယ်။ဟောင်ကောင်းမန်လက်ရှိကစားနေတဲ့ Thai League 2 Club Fire အသင်းနေနဲ့ပြီးခဲ့တဲ့ရက်ပိုင်းကမှမြန်မာနိုင်ငံမှာကြုံတွေ့နေရတဲ့ Galleon Bay အတွက်အောင်ကောင်းမန်ဝစ်စင်ကစားတဲ့ Jersey အင်ဂျီပေါ့နော်။ဒီ Jersey အင်ဂျီကို 69ပတ်နဲ့လေးလံတင်ရောင်းချပြီးတော့ရန်ပုံငွေရှာဖွေခဲ့ပါတယ်။မတ်လ30ရက်နေ့က Farid United အနေနဲ့လေးလံစာဖွင့်ခဲ့ပြီးတော့လက်ရှိ April 1ရက်နေ့ညနေ4နာရီခွဲအချိန်မှာတော့အများဆုံး1000ဘတ်အထိပေးထားတာကိုတွေ့ရပါတယ်။1000ဘတ်ဆိုလို့ရှင်တော့ဒါမြန်မာငွေ15သိန်းလီပါလောက်ရှိပါတယ်။ ်နောက်ထပ်အောင်ကောင်းမှအနေနဲ့သူ့ရဲ့ Facebook လူမှုကွန်ရက်ဆာမျက်နှာကနေသူ့ရဲ့အတိုင်းဝိုင်းပေါ်တော့သူ့ရဲ့နီးစပ်တဲ့လူတွေကနေတစင်အလှူငွေတွေကို Matchla 30ရင်းနေကပဲသူစတင်ပြီးတော့ကောက်ခံခဲ့ပါတယ်အောင်ကောင်းမှစီကိုအလှူငွေထဲတဲ့လူတွေထဲမှာအောင်သူပိုးဤခန်းတို့မိသားစု စန်းစန်းနာအိတ်ဒါလီလင်းတို့မိသားစုတွေပါဝင်ခဲ့တဲ့လူမျိုးတခြားကစားသမားတွေဖြစ်တဲ့ဆိုမိုဂျော်တီဟာစောစတဲ့ကစားသမားတွေကလည်းပါဝင်ခဲ့ပါတယ်လက်ရှိဧပြီလ1ရက်နေ့ညနေ3:00လောက်ထိအောင်ကောင်းမှတို့ကောက်ခံရရှိတဲ့အလှူငွေ င်စည်းရင်းကိုတင်ပြခဲ့ရမှာစုစုပေါင်းသိန်း210 3500 5000ရရှိပြီဖြစ်ပါတယ်ကျွန်တော်တို့ဒီ Fire United ကအင်ဂျီရောင်းချရတဲ့ပတ်စံနဲ့ပေါင်းမယ်ဆိုလို့ရှိရင်စုစုပေါင်းသိန်း250နီးပါးလောက်ကိုအောက်ကောင်းမှန်နေနဲ့ဦးစီ ဦးဆောင်ပြုပြီးတော့ရှာဖွေနိုင်ခဲ့ပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းကမှမြန်မာလက်ရွေးစင်အမျိုးသမီးအသင်းရဲ့စုစုပေါင်းလှူဒန်းမှု300ကျော်မြန်မာလက်ရွေးစင်အမျိုးသားကစားသမားများစုပေါင်းပြီးတော့လှူဒန်းတဲ့အလှူငွေ300ကျော်စုစုပေါင်းမြန်မာအကစားလောကကနေလက်ရှိအချိန်ထိစုစုပေါင်းအလှူငွေ300ကျော်လောက်ကိုရှာဖွေနိုင်ခဲ့ပြီးပြီဖြစ်ပါတယ်လက်ရှိမှာကုညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုဆက်လက်ဆောင်ရွက်လျက်ရှိနေပြီးကယ်ဆယ်ရေးလုပ်ငန်းတွေကိုအထောက်အကူဖြစ်စေဖို့တို့အလှူငွေတွေကလည်းတစ်ဖက်တစ်လမ်းကနေအရေးပါပါတယ်အဲ့တော့ကျွန်တော်အနေနဲ့လည်းနောက်ထပ် ထပ်မံရရှိတဲ့အလူငွေစီးရင်တွေကိုဆက်လက်ပြီးတော့တင်ဆက်ပေးသွားပါမယ်